နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ internet နဲ့ phone line တွေပြတ်တောက်နေစေဖြစ်တဲ့သခိုင်းမျိုးပေါ်မှာပျက်စီးဆုံးရှုံးမှုတွေတိတိကျကျသိရဖို့ခက်ခဲနေစေပဲဖြစ်ပါတယ်။လက်ရှိမှာတော့မြို့ပေါ်ကမြို့ကန်60ရာခိုင်နှုန်းလောက်ကအဆက်အသွယ်ပြတ်တောက်နေပြီးပျောက်ဆုံးနေတယ်လို့သိရပါတယ်။ဒီကနေ့ညနေပိုင်းကဆလို့သခိုင်းတရားအစ်စ်ပေါ်မှာ၃ဘိန်းနဲ့ဆိုင်ကယ်တွေကိုတော့ဖြတ်တန်းသွားလာခြင်းပြုထားတယ်လို့နောက်ဆုံးသိထားရပါတယ်။မြို့ပေါ်ဒေသခံတူကတော့မြို့စုံရက်ကွက်က internal line ရတဲ့နေရာတစ်ခုကိုရောက်ရှိနေတော့မြို့ပေါ်အခြေအနေတချို့ကို DPP သတင်းထောက်ဝေဝေကဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာ။ အဲပလီသုံးခုကပြိုကျတယ်မြက်ကိုပိုင်ချောင်းကလည်းဆီယာမတယောက်ပဲအသက်ရှင်တယ်ကလေးတွေရောအကုန်လုံးဆုံးတယ်လို့ပြောတယ်အများကြီးပဲ happy i'm sorry ဟိုဘာကလည်းမိသားစုလိုက်မွေးကျူကလည်းမိသားစုလိုက်ဒီဆိုတော့အများကြီးပဲမင်း900ကျော်တောင်မှကကြင်မကမမထုံနိုင်ဘူးဟိုမလေးဘယ်ကစားရေးမှမရှိဘူးအဲကစားကိုင်းကိုကယ်ဆယ်ရေးရောက်တယ်မှတ်တာအခုချိန်ထိလမ်းနေပေါ်မှာဒီတိုင်းပဲဘယ်ကစားရေးမှလာမကင်နိုင်ဘူးအခုအမားတို့အိမ်လမ်းထိတ် ပွဲစိတ်အိမ်လန်းထိတ်က၄ရောက်ညက်ပြီးအခုချိန်ထိဆွဲမထုတ်ရသေးဘူးဟိုဟာတဲ့လုံတော့လုံနေတာပေါ့နော်ဒါပေမဲ့လုံးဝဟိုကြီးတွေမလာတဲ့ခါကျတော့ဘလို့မှဆွဲမထုတ်နိုင်ဘူးဒီနေ့ဆိုနှာခေါင်းစည်းနဲ့ဆွဲထုတ်နေရခဲ့ပြီအဲ့ဒီဟာတွေကတည်င်းမသိရသေးတဲ့ဟာတွေအများကြီးပဲဘလူးဘသူမှလည်းမသိဘူးမွှေးကျူဆိုရင်လာတောက်တဲ့လူတွေရောလို့ပြောတယ်အနောက်ကဟာတွေရောတဲ့ကုဏမိသားစုတွေလာသွားတောက်ကြတဲ့ဟာတွေရောဆိုတော့မင်းမရေမတွက်နိုင်နေအဲ့လိုမျိုးတွေ နောက်ဟိုဘယ်လိုပြောမလို့ဒီကလကိုပိုင်ချောင်းကဟာတွေဆိုလည်းအများကြီးညက်သေးတာနောက်ဒီဘာကအောင်ဟိုလေဒုက္ခကာရီဘာကကအုတ်တိုက်အုတ်ချောင်းဘက်ကလည်းအဲ့ဒါကြီးလည်းအကုန်ဟိုမှာဖြစ်တယ်နောက်မတိလာရှင်ချောင်းအဲ့ဒါကြီးလည်းအများကြီးပဲအရောက်တရာနီးပါရှိမှတဲ့